ဲအတိတ်ဘယ်မှာကြည့်အောင်နော်အတိတ်ဘယ်ကအလင်္ကာကျော်စွာရွှေမန်းတင်မောင်ကြတော့အလင်္ကာကျော်စွာရွှေမန်းတင်မောင်ပဲကဲ typical မြန်မာဇက်ပွဲနော် typical ဆိုတာဘာလဲဆိုလို့ရှင်နော်အာစံပြူလောက်တော့ထူးထူးခြားခြားစံပြူလောက်တော့နော်မြန်မာဇက်ပွဲကတဲ့ is ဖြစ်တယ် a classical dance drama နော် ganwin နော် ganwin ဂီတနော် ganwin ဂီတပြဇက် ganwin ပြဇက်ပေါ့ ganwin ပြဇက်ဖြစ်ပါတယ် it usually begins to begins with satin begins with satin ne asap yu de candlelight dance phayaw nai na mi aka no phayaw nai na mi ka no satin ba de followed by different types of dance no followed by different types of dance tu aka miu, myo no matu ni de aka a miu. -miu. နော်ဘလို့ဘလို့မတူညီတဲ့အကအမျိုးမျိုးလဲမြန်မာအော်ပရာမြန်မာပြဆက်နော်မြန်မာပြဆက်နောက်တစ်ခုက slapstick slapstick comedy slapstick comedy နော်အော် comedy ဆိုရှင်ဟာပပေါ့ဟာပလေးတွေပါတယ်လူပြက်တွေတယောက်နဲ့တယောက်နော်မင်းသမီးကပြီးတာနဲ့လူပြက်တွေဝင်ပြီးနော်လူပြက်လို့တာပြောလိုက်တာသူတို့ကနော်ရည်စရာလေးတွေဟာတာပုံစံမျိုးတွေနဲ့ပြောတာနော် slapstick comedy this is followed by classical dance drama အဲ့ဒါကိုတဲ့နော် ဘာလဲဆိုလို့ရှိရင် the classical dance drama နော် genuine အကတွေပြီးလို့ရှိရင် which presents သူကတင်ပြတယ်အဲ့ဒါတွေအဘောင်တင်ပြလဲ one of the jataka tales the 550 stories of buddha's earlier lives ဘုဒ္ဓရဲ့နော်နှုစဉ်အခါကဒီဖြစ်ရတဲ့950 zenibal လို့ပြောလိုက်တယ်ဗောနော်950 zenibal လို့ပြောလိုက်တယ်အဲ့ဒီရဲ့ဥစ္စာတွေကိုကတာဖြစ်ပါတယ် ပြီးလို့ရှိရင် IT 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 imparts moral lessons เนาะ it imparts အဲ့ဒါကပေးတယ်ဘာတွေပေးတာလဲ moral ကိုကျင့်တရားနဲ့ဆိုင်သော lessons သင်ခန်းစာများကိုပေးပါတယ်ကဲအဲ့ဒါတော့အဲ့ဒါကိုเนาะနားထောင်ပြီးတော့လေ့ကျင့်ကြည့်မယ်เนาะအတိတ်ပဲလေးတွေကိုမှတ်ကြည့်မယ်